အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့တနင်္လာသာသမီများအတွက်မေလ9လပိုင်းတလစာအထူးဟောစရံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဟောစရံကြီးကိုတော့မန္တလေးမြို့မှဆရာကြီးမင်းသူရကိုရိုင်းအတွက်ချက်ဟောပြောထားတာဖြစ်ပါတယ်တနင်္လာသာသမီများအနေနဲ့ဒီလမှာဆိုရင်အထင်ကြီးလေးစားမှုဂုံပြုမှုချီးမွမ်းမှုချီးမြှောက်မှုများခံရပါမယ် ဝမ်းသာစရာ၊ဂုဏ်ယူစရာတရင်စကားများလည်းကြားရပါလိမ့်မယ်။နေရာထိုင်ခင်းကိစ္စများပြုလုပ်ဆောင်ရွက်ရတတ်ပါတယ်။ခရီးတို့ခရီးရှိများတွားရခြင်းရှိတယ်။လုပ်ငန်းခွင်မှာမိတ်ဆွေအစ်တင်များနဲ့ဆက်ဆံရပါမယ်။ငွေကြေးစက်ပစ္စည်းနဲ့ဇိမ်ခံပစ္စည်းများဝင်လာတတ်ပါတယ်။အိမ်သစ်ပြောင်းခြင်း၊ကုသိုလ်ကောင်းမှုများအလှူအဒန်းပြုလုပ်ရပါမယ်။စီဝါရည်နေနေဆိုရင်တိုးချက်လောက်ကင်လူစိမ်းများပေါ်ပေါက်လာတတ်တယ်။လုပ်ငန်းကိစ္စများရှေ့ဆုံးမှဦးဆောင်လုပ်ရမည်ဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းများမှာထူးထူးခြားခြားဝင်ငွေတိုးကိများကြုံရပါမယ်။စီးပွားရေးမှာအထည်လုပ်ငန်း၊ဖက်ရှင်လုပ်ငန်း၊အလှကုန်၊အလှပြင်ဆိုင်စတဲ့အလုပ်တွေအကျိုးဖြစ်ထွန်းနေပါလိမ့်မယ်။စေဝါဖြန့်ချီရေးလုပ်ငန်း၊အိမ်ချမ်းမြေရောင်းဝယ်ခြင်း၊ရင်းနှီးမြှုပ်နှံခြင်းများအကျိုးရလဒ်ကောင်းများရှိပါမယ်။ပွဲစားအကျိုးဆောင်ရှေ့နေစတဲ့လုပ်ငန်းလက်မှုပညာလုပ်ငန်းဝင်လိုင်းလုပ်ငန်းများသိသိတတ်တာကောင်းမွန်တိုးတက်ပါမယ်။ဗုဒ္ဓဟူးနံပစ္စည်းဖြစ်တဲ့လှေရွှေယင်ဝက် ရေလုပ်ငန်းစတင်လှုပ်ဆောင်သူများအဆက်ဆက်ရှောင်ကျဉ်သင့်ပါတယ်ဒီဗုဒ္ဓဦးနံနဲ့အယောင်းဝယ်ကိစ္စတွေလက်မှတ်ထိုးခြင်းတွေပျက်စီးသွားတတ်ပါတယ်အရှုံးပေါ်မဲ့ဗုဒ္ဓဦးနံပျက်စီးဖြစ်တဲ့ခြေလေးချောင်းမဝန်ကောင်းမငယ်ကောင်းပါဘူးရရလဝနံမီပါတဲ့သူများလုပ်ငန်းခွင်မှာပြဿနာတက်တတ်ပါတယ်အထက်လူကြီးများနဲ့ညှို့ညင်မှုခံရအောင်ဂုံချောခြင်းဆွဆွဲပြောဆိုခြင်းများကြုံတွေ့ရတတ်ပါတယ်ရွှေပြောက်ခြင်းရင်းပျက်စီးခြင်းရွှေငွေ လဝယရနာရောင်းဝယ်မှားခြင်းဖောက်ထွင်းခံရခြင်းဆုံးရှုံးမှုများကြုံတွေ့နိုင်ပါတယ်ဗုဒ္ဓဘုရားသမီးများနဲ့ပြည်တနာတဲ့ခြင်းဆွဆွဲခံရခြင်းတရားရေးတပောင်အမှုခင်းကြုံတွေ့ရတတ်ပါတယ်ပညာရေးပိုင်းအနေနဲ့ကတော့ပညာရေးကံဟာအကောင်အဆိုတွင်တွဲနေတဲ့ကာလပါပဲပညာရေးလုပ်ငန်းသင်ကြားရေးလုပ်ငန်းဘာသာစကားသင်ကြားမှုလုပ်ငန်းပုဂ္ဂလိကနိုင်ငံခြားဘာသာသင်ကြားမှုလုပ်ငန်းများအောင်မြင်ပါမယ်ပညာရေးမှာဆွေမျိုးသားချင်းကူညီပံ့ပိုးမှုများရရှိမယ်ပညာရေးဆိုင်ရာမှာ ပြိုင်ဘက်မှာကြဆင်းအောင်အလကားနေရင်မနာလိုလို့ဘလိုနီးနန်းနဲ့မစိုးတိုက်ခိုက်ခံရပါလိမ့်မယ်။နိုင်ငံရချာဒေတာချာသွာလာခြင်းများရက်ဆိုင်ရတတ်ပါတယ်။အခြေအနေအနေအရအနေနဲ့ကတော့ပြူရွယ်သူများချစ်ခင်ဆုံးမဲ့သူများပါလိမ့်မယ်။အခြေအမှာစံပွင့်တော်လဲအိမ်တော်ရေးမှာအလျင်ဆုလို့မစုံဖြတ်တင်ပါဘူး။အခြေအကိစ္စမှာတော့ပြိုစရာတွေကြီးနိုးစရာတွေပိုများလာဖို့ရှိနေပါတယ်။အခြေအမှာမိတ်ဆွေတငယ်ချင်းတစ်ဖွဲ့ရင်းနှီးသူများနဲ့မေတ္တာရေးကိစ္စများပေါ်ပေါက်လာတတ်ပါတယ်။ ဆေးဆက်ခြင်းအိမ်အောင်ပြုခြင်းများရှိမယ်။အဝေးရောက်ချစ်သူကသွေးရာကနေအဆက်အသွယ်ပြတ်သည့်အထိဖြစ်လာပါလိမ့်မယ်။အိမ်အောင်ရေးမှာဆိုရင်အထူးဂရုစိုက်ရပါမယ်။လင်မယားခြင်းစကားများပါကတယောက်အိမ်ကဆင်းသွားတတ်တဲ့ကာလဖြစ်ပါတယ်။မိမိရဲ့အိမ်အောင်ဘက်ကလမ်းများခြင်းအတောက်စားများလာခြင်းအပျော်ရှားခြင်းအပေါင်းအသင်းခုံမြင်ခြင်းမိသားစုစိတ်ညစ်ရခြင်းကြုံရပါလိမ့်မယ်။အသက်26နှစ်နဲ့36နှစ်ကြားမေထုံရာသီခွေများဖြစ်၍ရဝဲတဲ့ချစ်သူအိမ်အောင်ရှင်များအဖို့ ညီစွမ်းလွယ်မှုရှိတတ်ပါတယ်။တသမိများအတွက်စိတ်ပူနေရတတ်ပါတယ်။ကျန်းမာရေးနေနေကတော့ကျန်းမာရေးမှာဆိုရင်ဝမ်းပိုက်ယောဂါခန္ဓာကိုယ်ညာပဲချမ်းနာကျင်ခြင်းထိခိုက်ဒဏ်ရာရခြင်းစက်ပစ္စည်းနဲ့အန္တရာယ်ဖြစ်ခြင်းများဂရုစိုက်ရပါမယ်။ကလေးငယ်များနဲ့သက်ကြီးရွယ်အိုများကျန်းမာရေးကိုဂရုစိုက်ပါ။သတိပြုအပ်မဲ့အသက်ပိုင်းခြားနေတဲ့ကတော့တင်းလာတသမိများဟာအသက်2နှစ်6နှစ်15နှစ်16နှစ်23နှစ်24နှစ် 26နှစ်36နှစ်ကြား69နှစ်80နှစ်81နှစ်အဲ့ဒီနှစ်တွေကကန်စာတာအနှဲငယ်ညံပါလိမ့်မယ်မိမိကိုယ်သာအာကိုတဲ့တဲ့ကာလပါကိုညီမဲ့သူထက်ဒုက္ခပေးမဲ့သူသာအနာမှာဝန်းရံနေတတ်ပါတယ်အာမခံခြင်းချင်းငါခြင်းများမပြုတ်လုတဲ့တဲ့ကာလဖြစ်ပါတယ်ရင်းနှီးတဲ့သူများနဲ့မိမိကြားအယူဆသဘောထားမကိုက်ညီမှုများကြုံရပါလိမ့်မယ်ဝန်ထမ်းများအနေနဲ့အထက်လူကြီးများရဲ့ဖိအားတွေခံရတတ်ပါတယ် အလုံးမှာအခက်အခဲအနှောက်အယှက်တွေကြုံရတတ်ပါတယ်။အလုံးလောက်ကင်နေတဲ့အခါမှာအဖြစ်အစီးတွေတွေ့တတ်ပါတယ်။အောက်လက်ငယ်သားတွေရဲ့တော်လန်ခြင်းကိုခံရပါလိမ့်မယ်။လူလိန်လူကောက်လူညာတွေ့ရတတ်တယ်။ကိုကျင်တရားကိုထိမ့်သိမ့်လိုက်တာပါ။ကိုကျင်တရားပြပြပါကမကောင်းသောကံကျင်မာများကြာရောက်ပြီးဆုံးရှုံးမှုများကြုံရတတ်ပါတယ်။ရေနွေးဘူးရေချူမခြင်းအပူချက်ကလေးငယ်များနဲ့အသက်ကြီးရွယ်ဦးများကိုကျမ်းမာရေးဂရုစိုက်ပေးပါခရီးဝေးမသွားတင်ပါဘူးရေချောင်းခရီးအထူးရှောင်ခြင်းတင်ပါတယ် အထူးဟောခဲ့ရင်အနေနဲ့ကတော့မိမိသူလောင်ထားတဲ့ပစ္စည်းများအမျက်ပေါ်ခြင်းရင်းနှီးမြှုပ်နှံထားတဲ့ပစ္စည်းများဈေးကောင်းရပါလိမ့်မယ်ဒီလကိုအိမ်ဆောက်အိမ်တက်ရှောင်ခြင်းပါစနေတနင်္လာတသမီများနဲ့ပူပေါင်းဆောင်ရွက်ခြင်းအကြံအစည်အောင်မြင်ပါလိမ့်မယ်ချက်တာရီယာဟုတောက်ကြတသမီများနဲ့ဆက်သူရှယ်ယာမလုံးတင်ပါဘူးအဲ့ဒီနေ့နဲ့အနေနဲ့အတူခရီးမသွားတင်ပါဘူးခရီးသွားလာရမှာလက်ဝတ်ရတနာစာချုပ်စာရမ်းများအလင်ခံရတတ်ပါတယ် စပစ္စည်းများကင်တွယ်ခြင်းအသုံးပြုခြင်းများဂယုဒစိုက်ဆောင်ရွက်ရပါမယ်ထိခိုက်ဒဏ်ရာရတတ်တဲ့ခရီးသွားခြင်းနဲ့လုပ်ငန်းကိစ္စဆောင်ရွက်ရန်အတွက်အနောက်ရမျက်နှာမူကမြေစာတဆုပ်စွန့်ပစ်ပြီးမှသွားပါတနင်္လာသားသမီးများအတွက်အကျိုးပေးသောအရာအနေနဲ့ကတော့အနောက်ရဖြစ်ပါတယ်အိမ်ပြောင်းခရီးသွားလာခြင်းခွဲစိတ်ကူးသားမှုခံယူခြင်းစေဝါဖြန့်ချီခြင်းအိမ်ချမ်းမေရောင်းဝယ်ခြင်းရင်းနှီးမြှုပ်နှံခြင်းကောင်းပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ကတော့2ကဏ္ဍ3ကဏ္ဍ4ကဏ္ဍ5ကဏ္ဍတို့ဖြစ်ပါတယ် ကံကောင်းစီသောအယောင်အနေနဲ့ကတော့နက်ပြာရောင်ကြက်သွေးရောင်တို့ဖြစ်ပါတယ်။ကံကောင်းမှုတွေရောက်လာစေရန်ရရအနေနဲ့ကတော့နက်နက်10နာရီ56မိနစ်တွင်အိမ်ဖျားမှာအရှိအရက်မျက်နာမှုကနှင်းစီပန်ကံကုန်ညွန့်သုံးညွန့်ဖျားပူစောပြီးအစိမ်းကြော်ဖြင့်စွန့်ကပ်ပူစောပေးပါ။အရှိအရက်မျက်နာမှုပြီး24ပစ္စည်းပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဖတ်ပူစောပြီးသွားပါ။ မိမိလိုရာစုကိုလည်းတောင်းပါဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့တနင်္လာသသမီများအတွက်မေလ9လပိုင်းတလစာအထူးဟောစရံပဲဖြစ်ပါရဲ့ရှင်တနင်္လာသသမီများအလုံးမေလတလလုံးအစဉ်ပြေအောင်မြင်မှုတွေရရှိပါစေရှင်စိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်